မင်္ဂလာပါဒီတစ်ပတ်တော့ Thai Style ချက်သားကင်နဲ့သူနဲ့တွဲစားတဲ့အချင်းလုံနီးလေးကိုမျှဝေပေးချင်ပါတယ်အခုချက်နီးက Thai ကလုံနီးလေးကိုအခြေခံပြီးတော့ကျမစီမရှိတဲ့ပစ္စည်းလေးကိုသုံးပြီးလုပ်ပြထားတာပဲဖြစ်ပါတယ်အခုဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေစီမှာမကတ်တဲ့ဒေဝူးတစ်လုံးသာရှိရင်အခုပြောပြမယ့်ကြက်သားကင်ကိုအလွယ်တကူပဲလှုပ်ရှားလို့ရနိုင်ပါပြီ။ဒါဆိုရင်ဘယ်လိုလုပ်လဲဆိုတာသိရအောင်ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ပေးပါနော်။ ချက်သားกินအတွက်ချက်သားကပေါင်သားတွေကြီးပဲရောင်းတာကိုဝယ်ပါတယ်။နောက်ချက်သားနဲ့အတူ တွဲစားဖို့အတွက်လိုအပ်တဲ့အသီးအရွက်တွေကိုလည်းဝယ်လာခဲ့ပါတယ်။အရင်ဆုံးချက်သားတွေကို စီကြောတန့်စင်ပြီးတော့အလေကအယူကို ထုတ်ပါမယ်နော်။ကျသားကိုရိုးထုတ်လိုက်ပြီးတဲ့အခါမှာအသားတွေကိုအရသာဝင်အောင်အမြောင်းလေးတွေလီးထားပါမယ်။ကျသားတစ်ထုပ်က10ခုပါပါတယ်။ တဲ့ကုဆိုရင်အိမ်မစားတာရောခလေးတွေကြောင်းထမင်းမှုထည့်ပေးတာရောနဲ့မိသားစု၄ယောက်ဆိုရင်မနေ့ညနေ့ရက်လောက်တော့စားရပါတယ်ကျသားအယိုးထုတ်ပြီးသွားရင်တော့အရသာနေပါမယ်နော်။ ရတာနေဖို့အတွက်အရင်ဆုံးစက်သွင်ပြူနေနေနဲ့နနမင်းအယူနေနေကိုထောင်းပါမယ်။ထိုင်းတွင်ကတော့နနမင်းအမြင့်ကိုထဲတာပါ။ဒီမှာရောင်းတဲ့နနမင်းတွေကအမြင့်မပါတော့ကျမကအယူရင်နာလေးတွေပဲထဲထားပါဗျ။ ြီးရင်ကြက်သားတွေကိုစောစောကထောင်းထားတဲ့ကြက်သွန်ပြူနဲ့နည်းနည်းထောင်းထားတဲ့ဟာရဲ့ကြားရတာတွေထည့်ပြီးတော့တမအောင်ရောမွေပါမယ်။အားလုံးပြီးရင်တော့အဖုံးအုပ်ပြီးတော့ခဏလောက်ထားလိုက်ပါမယ်နော်။ကြက်သားချိုးစားပုံမူတည်ပြီးတော့အရသာကကိုယ်စိတ်တိုင်းကြအထည့်ပါနော်။တချို့ပစ္စည်းတွေကတော့မထည့်လဲရပါဘူး။ ချက်သားကိုအရသာနှက်ထားတော့မှာချက်သားกินတဲ့အတူတွဲစားဖို့သခွားသည်နနံမင်းဂေါ်ပြီးမုံလာဦးနီတို့ကို ရေးစေးပြီးတော့လီးထားပါမယ်။အချီဖြော်ဖို့အတွက်ချက်သွန်နီအသေးတစ်လုံးနနံမင်းနဲ့ချက်သွန်မင်းအနေငယ်ကိုလီးထားပါမယ်။ နောက်ပြီးအချင်းအတွက်ကမကြီးသည့်အနှစ်အနည်းငယ်လိုပါမယ်နော်။ဓမ္မကတော့လက်ကျန်မကြီးသည့်အနှစ်ရှိနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုပဲသုံးလိုက်ပါတယ်။မကြီးသည့်အနှစ်ထဲကိုတကြားရီဒါမှမဟုတ်ထညက်ရီငားငံပြရီမြို့သည့်အကျက်မှုတမယာသည့်ညစ်ထည့်ပြီးတော့စောစောကလီထားတဲ့ကြက်သွန်နီနဲ့နန်းနံမင်ကိုထည့်ပြီးတော့ရောမွေလိုက်ရင်ရပါပြီ။အရသာကတော့ချိုချင်းငန်းဆက်လေးဖြစ်အောင်ကိုစိတ်ကြိုက်ပြင်ယူပါနော်။ တကယ်ထိုင်းအချင်းကတော့သံလော်မှုဒါမှမဟုတ်ကောင်းချင်းဆံလော်မှုလိုမျိုးထည့်ပါတယ်။ကျမကတော့မရှိတဲ့အတွက်မထည့်တာပါဘူး။အချင်းလဲဖြော်ပြီးပြီဆိုတော့စက်သားกินလိုက်ရအောင်နော်။စက်သားกินမှုအတွက်အိုးပူလာလို့ရှိရင်စီနင်းနဲ့ထည့်ပေးပါမယ်။ပြီးရင်စက်သားကိုထည့်ပြီးတော့စက်သားတူးမသွားအောင်လို့မီးကို အလဲလောက်ပဲထားပေးပါနော်။ ကြာခဏဆိုသလိုစက်သားကိုတစ်ဖက်စီလှန်ပေးရပါမယ်အဲ့လိုလုပ်နေရင်ကကြက်သားတဲကအစီတွေအချို့ရည်တွေထွက်လာပါလိမ့်မယ်။၅မိနစ်လောက်ကြာလို့အထက်ကအသားတွေကျသွားပြီး ကြက်သားရေကုန်ကလည်းရဲလာပြီဆိုရင်တော့မီးကလေးကိုပိတ်လိုက်ပါနော်ခဏလောက်အေးအောင်စောင့်ပြီးတော့တအားလောက်ကြာရင်တော့ စိတ်ကြွရွယ်လီးပြီးတော့စားလို့ရပါပြီ။ လူကြီးတွေကတော့ကြက်သားကင်ကို ထမင်းပြူအသီးရွက်တွေနဲ့အတူအချင်းနဲ့တွဲပြီးတော့စားပါတယ်။ကလေးတွေအတွက်ကတော့ဂေါ်ဘီကိုစားငရုတ်ကောင်းမုန်နေနဲ့ထည့်ပြီးတော့အိုးပူတိုက်တယ်လို့မျိုးကြော်ပေးလိုက်ပါတယ်။အခုကြက်သားကနူးညံ့ပါတယ်။ခဏလောက်ဒဲအိုးပေါ်မှာမီးအပူပေးတာနဲ့တင်ကြက်တဲ့အတွက်အိမ်မှာမကတ်တဲ့ဒဲအိုးသာရှိရင်အလွယ်တကူလှုပ်စားလို့ရပါတယ်။ ဒါကြောင့်အနံ့ရောအရသာပါပြည့်စုံတဲ့ကြက်သားကင်ကိုအစဉ်ပြေရင်လုံစားကြည့်ပါနော်။ခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ဗီဒီယိုလေးကိုလည်းကြိုက်မြင့်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။တခြားသိကျင်တာမေးကျင်တာရှိရင်လည်းကွန်မန့်မှာရေးခဲ့ပါနော်။ အခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့ကျမရဲ့ YouTube channel လေးကို subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်။ Bye bye ။